ဇွန်လဇန်မှာအကြောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလင်တန်ကန်အကြောင်းတွေအနေနဲ့နှစ်သုံးတက်စနစ်နဲ့တက်ရောက်နိုင်ဖို့စီစဉ်ပြီးယာယီကျောင်းဆောင်တွေစတင်တည်ဆောက်နေတယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကပြောပါရယ်။ဧပြီ22ရက်ကနေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ်73မှာရှိတဲ့အစည်းအဝေးခန့်မှန်းမှာကျင်းပတဲ့2025-2026ပညာသင်နှင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ၎င်းကအခုလိုပြောကြားခဲ့တာပါ ပြည်ထောင်စုဝန်ကြီးကဇွန်လဆက်မှာကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလင်တန်ခန့်ကျောင်းတွေအနေနဲ့နှစ်သုံးတက်စနစ်နဲ့တက်ရောက်နိုင်ရေးစီစဉ်ဆောင်ရွက်ထားဖို့နဲ့ယာယီကျောင်းဆောင်တွေတည်ဆောက်နိုင်ရေးကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းငလင်တန်မခံရတဲ့တက္ကသိုလ်တွေအနေနဲ့မိမိတို့တက္ကသိုလ်ရဲ့တိုးတက်ရေးဘာသာရေးဆိုင်ရာတိုးတက်ရေးအတွက်ဌာနတွင် moment သင်တန်းတွေကိုဖွင့်လှစ်ဆောင်ရွက်ပေးကြဖို့လိုကြောင်းကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ငလင်တန်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေအတွက်ဝင်ကြီးဌာနအနေနဲ့လွန်စွာဝန်ထမ်းရကြောင်းငလင်ကြောင့် အဖြစ်လွှာတွေမီလောင်ပျက်စီးသွားတဲ့တိုင်းဒေသကြီးပြည်နယ်တွေအတွက်တက္ကသိုလ်ဝင်ဆောင်မဝဲကိုဇွန်လ16ရက်ကနေ21ရက်အထိပြန်လည်ကျင်းပသွားမှာဖြစ်တာကြောင့်တဘောင်ဝဘေးအန်ဒီရဲ့ခန်းစားခဲ့ရတဲ့ចောင်းသားចောင်းသူတွေအတွက်လိုအပ်တာတွေကိုတိုင်းဒေသကြီးနဲ့ပြည်နယ်ပညာရေးမှုတွေကပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်းပြောပါရယ်။အဲ့နောက်ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်ကဇွန်2ရက်ကစပြီးចောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ចောင်းဥပဒေရုပ်ကောင်းမွန်ရေးစာတင်ဆောင်စာတင်ခန်းတွေနဲ့အိတ်ဆောင်တွေတန်ရှင်းရေးဆောင်ရွက်ကြဖို့နဲ့ဆန်လင်းမီ၎င်းဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကရုံးတွေကျောင်းတွေမှာသတ်မှတ်ထားတဲ့ဝတ်စုံတွေကိုဝတ်ဆင်ရင်တက္ကသိုလ်ရဲ့ဆောင်မွေးပွဲပြန်လည်ကျင်းပမဲ့စာစစ်ဌာနတွေမှာဖြည့်ဆို့ရမယ့်ကျောင်းသားကျောင်းသူတွေဘေးအန္တရာယ်ကင်းရှင်းရေးတို့နဲ့ဆန်လင်းမီ၎င်းပြောကြားခဲ့ပါတယ်။